ရည်စည်စီစည်ခဲရုံနဲ့ဆွဲထားတဲ့သဘာဝရှုမျောခြင်းနဲ့ရှမ်းတောင်နှန်းကတိုင်းရင်းသားတွေရဲ့ပုံရိပ်နဲ့ဒလိဖုံစံတွေကိုရေးဆွဲထားတဲ့ပကြီးဆရာနှစ်ယောက်ရဲ့ပကြီးပြပွဲကိုနိုဝင်ဘာ12ရက်ကနေ15ရက်အထိလောကနဲ့ပြကန်းမှာပြသနေပါတယ်။သယုံမှန်ပကြီးမျိုးစားကိုရေးဆွဲထားတဲ့ပကြီးမြင့်ဦးအောင်ပန်းနဲ့ စိုင်းသက်ထွေးတို့ရဲ့ Assistant Beauty Two Man Show လို့ခေါင်းစဉ်ပေးထားတဲ့ဒီပြပွဲမှာအကြီးကားပေါင်း38ကားပြသထားပြီးရောင်းစည်းကတော့ဒေါ်လာ300ကနေ1000ထိအမျိုးအစားတွေခွဲခြားထားပါတယ်။ရှမ်းပြည်နယ်ရဲ့တိန်တွေပလောင်ပအိုစရတိုင်းရင်းသားတွေရဲ့အလှတွေကိုရေးဆွဲထားတဲ့ပကြီးမြင့်ဦးကသူ့အနေနဲ့အောင်မြင်မှုထက်ဆိုင်ရင်အခုလိုပြပွဲပြရတဲ့အတွက်ဝမ်းသာတယ်လို့ပြောပါတယ်။တငယ်ချင်းကိုကူညီအားပြည့်တဲ့အနေနဲ့ပါဝင်ပြသတာပါလို့ဆိုပါတယ်။ တကယ်ရင်းကဒီမှာနေတယ်နေတဲ့အခါကျတော့ပြပွဲတစ်ခုနေတဲ့သူတိတ်ဟိုအတွေ့မလုပ်ခဲ့ဘူးပေါ့နော်ကျွန်တော်အပြည့်တဲ့သဘောပဲကျွန်တော်အုံမုတ်ဝါသနာရဲ့အရင်းခံတာဒီအောင်အောင်မြင်မှုကိုတိတ်ပြီးတော့မှဟိုလူတွေကတော့အောင်မြင်မှုလိုချင်တာကြီးပဲလေနော်ဒါပေမဲ့ဒါကြိုးစားမှုပုံမှန်လည်းမသိသေးတာရေ ကျူးသားမှုရဲ့ကိုလုံးရဲ့ကိုဘယ်လောက်ထိထားတဲ့ကိုဒီဘယ်လောက်ထိလေးလာထားတယ်လဲဆိုတော့လေမူတည်နေတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီအောင်မြင်တာတဲ့အခုဒီဒီလိုပြပွဲလေးတွေကတော့ကိုတို့မှာကိုပြသခွင့်ရတော့ဘောနော်ကိုဘာလုပ်ထားလဲဆိုတော့ဖျက်ပြခွင့်ရတော့ပီတီဖြစ်တယ်ကိုလည်းဝမ်းသာတယ်။တိုင်းရင်းသားလူမျိုးစုတွေအကြောင်းပကြီးဆဆွဲကလေးကရေးဆွဲခဲ့တာဟာမြန်မာတိုင်းရင်းသားတွေအနေနဲ့အခြားတိုင်းရင်းသားလူမျိုးစုတွေကိုမြင်တွေ့ဘူးလို့တဲ့ဆန္ဒနဲ့ပါလို့ပြောလာသူကစိုင်းသက်ထွေပါ အနုပညာတရက်ကိုဖော်ပြရမှာရိုးသားပြီးစေတနာပါဖို့လိုတယ်လို့ဆိုလာသူက သူ့ရဲ့ပထမဆုံးပြပွဲဖြစ်တာကြောင့်ပျော်တယ်လို့ပြောပါတယ်ကျွန်တော်တိုင်းသားလူမျိုးစုကရမ်းစိတ်ဝင်စားတယ်အဲ့တော့စာရေးကလေးရတယ်တိုင်းသားလူမျိုးစုကိုကျွန်တော်စာရေးခဲ့တာအစီစာရေးကလေးရတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်နိုင်ငံမှာရှိတဲ့တိုင်းသားလူမျိုးစုတွေအများကိုပြည့်စုံပြည့်စုံတယ်သိသိချင်းနဲ့အဲ့ဒါပဲကျွန်တော်ကြီးကြတာပါစေတနာပေါ့နော်နောက်ကိုပြချင်တဲ့စေတနာကိုလူသားသားနဲ့ပြကြတာတော့အချိန်ကကြာတော့ဖြစ်ပါတယ်ကို ဒီပတ်ဒီရဲ့ပြညာလေးကိုများအားပေးရအောင်ကျန်ပြီးနေတာပါเนาะဒါလည်းနောက်ပထမဆုံးအချိန်ပါပဲကျွန်တော်ဒီမဲ့ရှုပ်လောက်တာပါရှုပ်ပေါင်းကတော့ဘယ်လိုလဲလို့ပါတယ်